ခလောက်နီအပိုင်ငါခလောက်နီဂျေးရွာတွင် ဖြစ်သည်ယခုတလောရွာသားများ၌ခေအစားဆုံးမှာဆန္ဒထုတ်ဖော်ကြခြင်းပင် မောင်ကျော်ကြားနှင့်မိစိန်များတို့ရဲ့ဒါလီမူလာရန်အရွယ်မောင်လူလာလေးနှုတ်ဖျားကပင် အဖေကျွန်တော်ကိုစုံမရင်ဗဇက်နဲ့ပဲစုံမလက်ပါလာရင်တမရစီစတင်လိုက်မယ်ကလေးအရွယ်မှပင် ဤသို့ဆန္ဒရှိနေလေတော့လူကြီးများမှာစိုးပွဲရာမရှိ လူဖြစ်ပါလျက်လူတန်းစေနိုင်ရန်အတွက်အများသူငါသိရှိနိုင်ရန်ဆန္ဒထုတ်ဖော်ပွဲများကျင်းပကြလေသည်ပထမတော့တိုးတိုးတဖုံကျိတ်ပုံးတသွဲနဲ့ပြုလုပ်နေရမှ နောက်များတော့လည်းရဲတင်လာပြီးဆန္ဒထုတ်ဖော်ပွဲများအပြည့်အပြင်းဖြစ်လာလေတော့သည် ပထမတော့မြည်သူကိုဆန္ဒထုတ်ဖော်ရာမှန်မသည် နောက်တော့မှ ရွာ၌အေးအေးလူလူအုပ်ချုပ်နေသောတကြီးဦးဖုန်ဤစီတို့ဥတီလာကြလေတော့သည်နေ့စဉ်နေအမျှရွာရှိအားအားရလူများသည် လူတန်းတပွဲပြူ၍တကြီးဦးဖုန်ဤအိမ်ရှိသို့ခြိတက်၍ဆန္ဒထုတ်ဖော်မှုများပြူကြလေသည်အစကတော့အလုရှိသူများကရာထဲကိုင်းထဲဆင်း၍အလုလုကြပြီး အလုကိုလက်ကျော်မတင်းသူများကသာမိမိနေ၌မှောက်လျက်တဲ့သွဲပက်လက်တဖို့ စဉ်းစားအကြောင်းရှာပြီး အကြောင်းရင်းရပါက သူ့လူကိုယ်လူအလုတ်လက်မဲ့များစုပြီးတကြီးအင်ချီတက်ကဆန္နာထုတ်ဖော်ကြတော့လေဂျာလာလက်တော့သူတို့ရဲ့ပြောဆိုကောက်မှုနဲ့နားယောင်ပြီးတော့အချို့မှာ ရှိသောအလုတ်ကိုပြည့်၍ဆန္နာထုတ်ဖော်ပွဲသို့ရောင်ပြီးရောင်ပြီးလိုက်ပါလာကြလီတော့သည်ယခင်ကတော့ဆန္နာပြလို့တော့လေဆန္နာပြရန် လူကမရှိအကြောင်းကလည်းမရှိ၍အခက်ကြုံနေတော့လေ ယခုတော့ရှိစုမဲစုအကြောင်းအရာများထုတ်ကသူ့အလိုလိုအသက်ကြီး၍လူကြီးဖြစ်နေသောတကြီးဖိုးနီစီသာဥတီလာကြလေတော့သည် ဥဖိုးနီကလည်းရွာ၌တကြီးသာဖြစ်နေသာဘာကိစ္စမှမဖြေရှင်းရ၍ရွာသားများမှဖုတ်လေသည့်ငပိရှိတယ်လို့တောင်မထင်ရမှယခုလိုဇန္နထုတ်ဖို့ပွေများကိုအရေးတယူလို့တင်ပြလာတော့အခါဖြေရှင်းပေးနေရသည်ကိုပထမတော့ပြောမိသေးသည် ငါဖြည့်ရှင်းပေးလိုက်လို့ဒီကိစ္စပြီးသွားတာဆိုကဘဝင်ခိုက်မိသေးသည်သို့တော့ဖြည့်ရှင်းပေးရတာများလာတော့အခါ၌စိတ်ထဲ၌ညည်းညူလာသည် တနေ့တနေ့အိမ်ရှိထိုင်ရင်းနဲ့ဒီနေ့လဲဘာရီဆန္နာဖော်ထုတ်ကြမလဲဟုသောစိတ်နဲ့တထိတ်ထိတ်ဖြစ်နေရရှာသည် သူရင်ထိတ်လို့မစုံမလာပါပြီတတလုံးမိမလှုပ်စာထိုင်စားနေသောရာသက်ပန်အလုလက်မဲ့ကြီးဥဖုံဥဆောင်၍ သူ့လိုအလုလက်မဲ့တစုနဲ့အလုရှိပါလျက်နားယောင်လွယ်သောလေသမားယာသမားများလက်သီးလက်မောင်းတန်း၍ခြိတက်လာကြသည် သူတို့ရဲ့နှုတ်ဖျားမှလည်းဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးမလဲဒွေတံမြကြသောအခါတကြီးမှတောက်နေသော အဖန်ခွက်ကလေးပင် တုံရင်နေပေတော့သည်လူတန်းကြီးကလည်းအာပါသောခြေလန်းကျဲကြီးနဲ့တကြီးဦးဖူးနီရဲ့အိမ်နဲ့ လက်သီးလက်မောင်းအတန်း၍ဝင်ချလာလေတော့သည်ဒီကိစ္စဘယ်လိုဖြေရှင်းပေးမလဲဒီကိစ္စဘယ်လိုဖြေရှင်းပေးမလဲတကြီးရှိရောက်တော့ခါလူတန်းကြီးကရက်သွားသည်ထို့တော့မှရာသက်ပန်အလုတ်လက်မဲ့ကြီးဥဖုံကအရှိထွက်လာပြီးတကြီးကိုဒေါနဲ့မောနဲ့လက်ညှိုးငေါငေါထူကဒီကိစ္စဘယ်လိုဖြေရှင်းပေးမလဲတကြီးပြောသူစကားကိုအနောက်မှလူစုကလည်းတန်ယောင်လိုက်၍ဟုတ်တယ်ဒီကိစ္စကိုတကြီးဖြေရှင်းပေး ်တကြီးမှာတာဝန်ရှိတယ်။ဒီကိစ္စအတွေ့တာဝန်ရှိတဲ့တကြီးတာဝန်မပြတ်ကွက်ပါနဲ့ဖြည့်ရှင်းပေးပါ။အမြန်ဆုံးဖြည့်ရှင်းပေးပါ။အားလုံးကသူ့ကိုလက်ညှိုးငေါငေါထုပြောတော့တကြီးကလည်းမျက်လုံးအပြူသားနဲ့ကြောင်တက်တဲ့အဖြစ်ကဟဲ့နေကြပါဦး။ဘာကိစ္စမှုလို့ငါကဖြည့်ရှင်းပေးရမှာလဲ။ရှင်းရှင်းလင်းလင်းပြောပြပေးပါ။သူစကားကိုရာသက်ပန်အလုလက်မဲ့ကြီးသူ့ကိုသူတော့ကြုံမွေးကြည့်တဲ့ ဥဖုံးကယင်ကော့ကရုတ်တုရွာကချောင်းနေမှာငပြီမရီရှားပါနေပြီရခင်ကတနှစ်ကိုငပြီမ3682ကောင်တက်ရာကနေဒီနှစ်မှာ2942ကောင်ပဲတက်တော်တယ်ဒီစရင်စရအရဆိုရင်ဒီနှစ်မှာငပြီမရှားပါနှုံဟာတနှစ်ကို2940ရှိနေပြီဒီနှုံအတိုင်းသာဆိုငပြီမမြူပွားနှုံဆက်ကြနေမယ်ဆိုရင် နောင်6နှစ်ကြာရင်ကျုပ်တို့6နှစ်မှာအရင်ကပေါ်များခဲ့တဲ့ငပြီမရီဟာ မြို့တုံပြောက်ွယ်သွားတော့မှာဖြစ်တယ်။ဒီကိစ္စကိုတကြီးဖြေရှင်းပေးဒါပဲ။အလောက်လက်မဲ့ကြီးဥဖုံးရဲ့ကြက်ကြလက်ကြတင်ပြမှုကိုသူ့နောက်ကကြကြောင်များကလည်းလက်သီးလက်မောင်းတန်း၍ဟုတ်တယ်။ငပြီမရီမြို့မတုံရီဒုအေးတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ရီဒုအေးမြေချောင်းအင်းအိုင်တာငါပေါ်များရီဒုအေး စသည်ဖြင့်အာရပါရအော်ဟေကြလီတော်သည်ဤမြလောက်အသေးစိတ်တကောင်ချင်းဖန်၍စရင်ပြုစုနိုင်သော သူတို့ရဲ့ကြောမွဲကြီးဥဖုံရဲ့ကြက်ကြလက်ကြပုံကူလေအာရကြ၍ဖြစ်မီဩဒံများကြာတကြီးကောင်းကောက်စင်စားသည်ဘလူဖြည့်ရှင်းပေးရမည်ကို အကြက်တွေ့နေပုံရသည်တကြီးအကြက်တွေ့လေရွာသားများဒုအေးပူအော်၍ကောင်းလီဖြစ်လေသည်အတန်ကြာမှတကြီးကကောင်းကောက်ပြီး ငါကငပြေမမမဟုတ်တာတကြီးစကားကြောင့်ဆန္ဒပြသူအလုံးကကြောင်ပြီးငြိမ်သွားသည်တကြီးကဝေ့ကြည့်ပြီးဟုတ်တယ်လီငါကငပြေမဆိုလေဝိုင်းဥပေးပါတယ်ကွာအခုဟာကငါကမျိုးပွားနှုံများအောင် ဝိုင်းဥပေးလို့မှ မရတာမင်းတို့ဆန္ဒပြခြင်းရင်ငပြေမတွေကိုသွားဆန္ဒပြကြလေကွာအလုံးကအတန်တိတ်ကုန်နေဟုတ်သားပဲငပြေမက သူ့ဘာသာသူဥမဥရာတကြီးနဲ့ဘာဆိုင်နာမှတ်လေဂျောမွေးကြီးဥဖုံတက်ပြင်းကိုချာရင်နဲ့နင်းနေမှသွားတယ်ကဲပြန်မယ်ဆိုကလှည့်ပြန်သွားသည်သူနောက်ကဒိုအေးအော်သူများကလည်းကောက်ချောင်းချောင်းနဲ့ပြန်ပါသွားကြလေသည်ဤသို့ပင်နေစဉ်နဲ့အမျှအရေးမပါတော့ကိစ္စများကိုဖြည့်ရှင်းပေးနေရသည်မှမနေတကြီးကတက်ပြင်းကိုချာရင်နဲ့အဖန်ခွက်ကိုလှန်ကင်လိုက်သည်ဒီကိစ္စ ဘယ်လိုဖြေရှင်းပေးမလဲဒီကိစ္စဘယ်လိုဖြေရှင်းပေးမလဲဩတန်များကြောင့်တကြီးတုံတက်သွားပြန်သည်အခုနကကြောမွဲကြီးဥဖုံဥဆောင်သောလူတန်းကြီးမှာလက်သည်လက်မောင်းတန်း၍ပြန်ရောက်လာပြန်သည်ဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးမလဲဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးမလဲတကြီးကိုလက်ညှိုးငေါငေါထိုး၍ဒေါနဲ့မောနဲ့ပြောသည်တကြီးခမလည်းကြောင်တက်တဲ့နဲ့ဘယ်ကိစ္စဖြစ်ပြန်လို့ငါကဘာကိုဖြေရှင်းပေးရမှာလဲ ရောမွေးကြီးဦးဖုံးကပစိုးကို ပြင်ွေရင်းနဲ့အခုနာကငပြေမလို့ဥမဥနိုင်တာအပြစ်မပြောဘူးလျှော့ပေးလိုက်မယ်ဒါပေမဲ့အခုရွာထိတ်မှာနှစ်ပေတိတိလမ်းပြက်နေတာကဘသူတာဝန်ယူမှလဲဒီအတိုင်းသာလမ်းကိုမပြင်မဲထားရင် နောင်၆နှစ်ကြာရင်ဒီလမ်းကြီးဘလို့ဆက်ဖြစ်သွားမလဲတွေးကြည့်ပါအုံနောက်ရှိရင်ရွာသူရွာသားတွေဘက်ကိုငဲ့ွက်ပြီးတွေးကြည့်လိုက်ပါတွေးကြည့်လိုက်စမ်းပါ သူနောက်ကလူများကလည်းကြောမွေးကြီးစကားကိုအားရပြီးဟုတ်တယ်တဘာဝပတ်ဝန်းကျင်မထိန်သိမ့်ရင်နေပါရက်ရွာဖွံ့ဖြိုးတိုးတက်ဖို့ကတော့လစ်လျူမရှိသင့်ဘူးတို့ရွာဖွံ့ဖြိုးတိုးတက်ရေးတို့အရေးစသည်ဖြင့်အော်ကြပြန်သည်တကြီးဦးဖုန်ဤလည်းခေါင်းကုပ်ပြန်သည် အတန်းကြမနေစမ်းမောင်းလမ်းပြတ်တာကဘနဲ့ပီဦးဖုန်းကလက်နှချောင်းကိုအားရပါးရထောင်းပြီးနှစ်ပေတိတိ ။တကြီးကအားလုံးကိုဝေ့ကြည့်ကမင်းတို့ဇန်နာပြတာလူပနဲ့ယောက်လေ။မကြည်နဲ့လူဇန်နာပြတာ90ကျော်။အေးလေဒါဆိုဇန်နာပြမနေနဲ့လေ။ကိုဘာသာကိုလမ်းဘေးကမြေကြီးတယောက်တည်းစုံနှိုက်ပြီးဖုတ်လိုက်ရင်ပြည်နေပြီပဲဟာကူ။ဘာလို့ဇန်နာလာပြနေရတာလဲ။အားလုံးကငြိမ်ကုတ်ကတယောက်မျက်နှာတယောက်ပြန်ကြည့်ကြသည်။ဟုတ်သားပဲ။လမ်းလေးနှစ်ပေပြက်တာမြေဖုတ်လိုက်ရင် ပြီးနေတဲ့ဟာကူ။ ရုံးမွေးကြီးတို့အဖွဲ့လေရှက်ကူရှက်ကန်းနဲ့အေးဒီကိစ္စတော့ခွင်လွတ်လိုက်မယ်နောက်တခါဆိုရင်ခွင်မလွတ်ဘူးရဲဘော်တို့ပြန်ကြမယ်ဂုတ်ချီဂုတ်ချီနဲ့ပြန်သွားကြပြန်သည်သူတို့ကိုကြည့်၍တကြီးကဟုတ်တယ်လေကုလန်းမကုမပြင်းရင်ဘယ်မအိတ်လင်းကပြင်ပေးမှလဲကတော့ပါရဲ့ရေယူရင်းနဲ့အဖန်ရေခွက်ကိုလက်ကမ်းလိုက်သည်ထိုးစင်းမှပြင်ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲ ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲလာပြဲမီကျော်မွေးကြီးဥဖုံးတို့လူစုပင်လက်သီးလက်မောင်းတန်းရင်တကြီးရင်နဲ့ရောက်လာပြန်သည်တကြီးကလည်းစိတ်ညစ်ပြီးလာပြဲမီကွာဘာဖြစ်လာရပြန်တာလဲတကြီးအမေကိုဥဖုံးကကြီးရွာကကလေးတွေဝမ်းချုပ်ကုန်ပြီဒီအတိုင်းဆိုမကြခင်ကလေးအမေတွေဝမ်းချုပ်မေးပြီးရင်လူကြီးတွေပါဝမ်းချုပ်ပြီး ရွာကြီးမှာဝမ်းချုပ်သေးတဲ့မတ်သားနေမှာမဟုတ်ဘူးဒီအတွက်တကြီးအနေနဲ့ကိုကြီးရွာကိုကျမ်းမာရေးအဆောင်ရှောက်မှမပေးနိုင်ရင်ဘယ်လိုလုပ်မလဲကျုပ်တို့ရွာကြီးပြည့်စည်ကုန်တော့မေးပြည့်စည်ကုန်တော့မေးဗျသူစကားကိုကြောင်တစုကလည်းလူငယ်များကျမ်းမာရေးဒုအရေးကလေးများဝမ်းမချုပ်ရေးဒုအရေးစသည်ဖြင့်ထအော်ကြပြန်သည်တကြီးကတပြင်းချရင်နဲ့ခြံထောင့်ကိုလက်ညှိုးထိုးကဟိုမှာတွေ့လား တင်မောပင်တွေ့တယ်လေဘာဖြစ်လဲအေးအဲ့ဒီတင်မောပင်ကတင်မောယူကိုချူကလေးတွေဖင်နေထူပြီးဝမ်းချူလိုက်အဲ့ဒါဆိုရပြီဘဲနဲ့ကွာမင်းတို့ကလေးဝမ်းချုပ်တာကအစတကြီးကလိုက်ပြီးဝမ်းချူပေးနေရမှာလားဆန္ဒပြတာကလည်းလွန်းလွန်းလာပြီတကြီးစကားကိုကျောမွေးကြီးဦးဖုံးကရက်ကိုရက်ကန်းနဲ့လက်သီးလက်မောင်းတန်း၍ဘာဖြစ်လဲဗျာလွတ်လပ်ပွင့်လင်းတဲ့ခင်မှာ လူတိုင်းလွတ်လပ်ပွင့်လင်းပြောဆိုပိုင်권ရှိတယ်။လွတ်လပ်စွာဆန္ဒအထုတ်ဖော်권ရှိတယ်။ဒါပဲ။သူစကားကိုနောက်လိုက်ကြောင်များကလည်းဟုတ်တယ်။လွတ်လပ်စွာဆန္ဒအထုတ်ဖော်ကြမယ်။လွတ်လပ်စွာပြောဆိုဆန္ဒပြကြမယ်။မှန်နေ။စသည်ဖြင့်ဖြစ်လာတော့တကြီးဥဖိုးနီလည်းတီးမခံနိုင်တော့။အော်မင်းတို့ကလွတ်လပ်စွာဆန္ဒအထုတ်ဖော်권ရှိတယ်။ဟုတ်လား။ဟုတ်တယ်။လွတ်လပ်စွာဆန္ဒအထုတ်ဖော်ကြမယ်။ ေးဒါဖြင့်မင်းတို့လည်းသိထားရမှာကလွတ်လပ်မြင်သာတဲ့ခင်မှာငါလည်းလွတ်လပ်စွာရန်ကားခွင့်ရှိတယ်ကွာမင်းတို့ခဏဆောင်စုကအိမ်မော်ကိုပြေးတဲ့သွားနှလုံးပြူးကြီးဆွဲကဟောဒီမှာဘာလဲတွေ့လားငါလည်းလွတ်လပ်စွာရန်ကားပြီဟေ့ဟုနှလုံးပြူးတဲ့နှက်ကိုမိုးပေါ်ထောင်၍ဒိန်ကနေစောလွတ်လိုက်ရာဇန်နာဖော်ထုတ်သူများမှဖယူဖယဲနဲ့သူ့ကိုကိုနေကိုကိုသူနေနဲ့ ခွေပြေးဝက်ပြေးထွက်ပြေးကြရလေတော့သည် ဟုတ်ပါတရွာလုံးမှာတနတ်ရှိတာဆိုလို့တကြီးတဦးရှိတာကိုသူလဲအများနီးတူလွတ်လပ်စွာရန်ကားမှဖြင့်ခလောက်နီကြီးရွာတွင်ဖြစ်သည် ခလောက်နီကြီးရွာတွင်ဖြစ်သည်မြို့ရွာများနဲ့ရင်မောင်တန်းနိုင်အောင်ဇန်နာဖောထုတ်ပွေးများများပြလာတော့အခါစိတ်ထက်ရေးရာဖွံ့ဖြိုးတိုးတက်လာတော့ခလောက်နီကြီးရွာ၌ဤသည်အများ ေါ်ပေါက်လာတော့သည်ဒုစနစ်ကိုစတင်တီထွင်လိုက်သည်မှာတက်တလုံးမိခိုးဖြစ်နေခဲ့သောအလုတ်လက်မဲ့ကြီးဥဖုံဖြစ်သည် သူကတက်တလုံးအလုတ်မရှိပဲအိမ်၌ပင် သူ့ကြောပြားကြီးကိုမှောက်လိုက်လှန်လိုက်နဲ့ပြူရင်းကားမှ လွယ်ကူစွာငွေရနီးကိုခင့်နဲ့အညီစင်းစားမိခြင်းဖြစ်သည်ထို့သူခင့်နဲ့အညီတမအာဇီဝနဲ့ငွေရနီးကိုစင်းစားမိပြီးသည့်နှင့် အများမအူးနိုင်အောင် အင်းရှိ၌ရှိသောအကျွေးစရင်မှတ်သောပုပ်ပေါ်၌မိမရစရာရှိသော စေကနန်းယာကနန်းစရင်များကိုဖျက်၍ဤနေရည်သားလိုက်လေသည်ဇန္နဖော်ထုတ်လူသူများအတွေ့ဝမ်းမြောက်ဖွယ်တရင်ကောင်းတင့်တွင်ဆန္နရှိရန်သာလူသည်တင့်ဆန္နကိုဖော်ထုတ်ရန်အတွေ့ကျဲ့နှုတ်တို့မှလူအင်အားရှိသည်ကိုထမင်းကိုစားစားစရိတ်ငိမ့်လူတကူလေးတော်ဆန္နရှင်မှထမင်းကြွေလူတကူသုံးတော် ကလေးနဲ့လူအကြီးများညှိနှိုင်းစေသူတို့ဆိုင်ဖုတ်တင်လိုက်သည်နှင့်သူတို့နဘေးအိမ်က သူနှင့်လုပ်ငန်းသူအလုတ်လက်မဲ့ကြီးဥဖောင်းကလည်းချက်ချင်းထား၍ဆိုင်ဖုတ်တင်ပြန်သည်သင်သာဇဏဖော်ထုတ်လူပါကအမြန်ဆက်သွဲပါ လူအပ်သောကြွေးကြော်တန်များဆိုင်ဖုတ်များအသင့်ရေးပီးသားကအစလူအပ်သလောက်ရနိုင်ပါသည်အရွယ်အစားအမျိုးမျိုး အကြောင်းအရာအမျိုးမျိုးကိုလက်ကင်ပနိုင်ဖို့မှအစား စိတ်တိုင်းကြမှာယူနိုင်ပါသည်ခမ တူညီဝိဇ္ဇတင်ငန်းအစရှိသောဇန္နထုတ်ဖော်ရန်အတွက်လူအသည်များရည်တံဘူးနှင့်ထမင်းထုတ်ပါမကျဲတနေ့ရတဲ့လပေါင်းတစီရဲ့ရနိုင်ပါသည် ထို့သူ အလုတ်လက်မဲ့ကြီးဥဖောင်းဆိုင်းပုတ်တင်လိုက်သည်နှင့်သူတို့နယ်အလုတ်လက်မဲ့လူမိုက်ကြီးစံသည်ကလည်းမနေအင်းရှိဆိုင်းပုတ်တင်ပြန်သည်အရေးခင်းဖြစ်လို့စိတ်ညစ်နေပါသလားကြုံနဲ့ဆက်သွဲပါ အနုနီအကျန်းနီချင်းချောက်နီအချင်းချင်းရံဖြစ်၍ပြူကွဲဖြက်စီနီရဲ့ပြင်အခြားသောနီးပေါင်းစုံနဲ့ပိုင်ပိုင်နိုင်နိုင်နှိမ်နှင်းပေးမိလူတကူတုံးတာကိုပိုင်လက်နဲ့ဂျင်ကလီမှအစာ၍ပါဝင်ပြီးအပီအစီလူအပ်သော လူအရေးအတွက်ရမည်ထမင်းကျွေးရမလို့လူအပ်သောလူချင်းသောဒံရအတိုင်းအတိကြဆုံးရစေရမည်ဝါရင်နှိမ်နှင်းသမားများပါ၍စိတ်ချရစေရမည် လူအပ်သောဒဏ်ရာမဖြစ်ပါကငွေပြန်အမ်းမည်လူမကြီးဆန်သည်ဆိုင်းဖုတ်တင်လိုက်သည်နှင့်နွားခိုးထောင်ထွက်ကြီးဥပ္ပောကလည်းဆိုင်းဖုတ်တင်ပြန်သည်ဆန္နပြပွေး၌အဖမ်းခံရပြီးထောင်တွင်မှအဆောင်ကောင်းအခန်းကောင်းနေရာကောင်းရလိုပါသလားအမြန်ဆက်သွဲပါခေအဆက်ဆက်အမြုမြုအနေနဲ့ထောင်ကြီးထောင်လက် ထောင်ငယ်ပေါင်းမြောက်များစွာအမှုမျိုးစုံနဲ့ထောင်ကြဘုသူဖြစ်၍ အတွေ့အကြုံရင်ကျက်မှုရှိသည်သင်းထောင်ထဲရောက်ပါကရဘူးမကိုက်သောအဆောင်ဖြစ်ရမည်အများထည့်ရေနှက်ခွက်ပူချိုးရမည်ထောင်သို့အတော်လမ်းမလျှောက်ရအောင်ဖရီးကစီစဉ်ပေးမည်ဇန္နာဖော်ထုတ်၍ထောင်စော်နံနေပြီလားအမြန်ဆက်သွေးလိုက်ပါတို့တို့ဆိုင်ပုတ်များတင်လာတော့အခါအာကစားချာနဲ့နှစ်ဆောင်တိတိဖတ်ဖူးပြီး0နဲ့တို့ကိုနာမည်မှန်အောင်ခေါ်တတ်သောဇာတ်ပိတတ်ကြီး ဥဖိုးဖြူကလည်းဆိုင်းပုတ်တင်ပြန်သည်ထောင်ကပြန်ထွက်ပြီးရောင်ပေရောင်ပေဖြစ်နေသလားမတ်ဘူပါနဲ့ထောင်တွင်အတွေ့အကြုံများသို့မဟုတ်ငရေလမ်းမအပြင်သို့မဟုတ်ခရောင်းလမ်းမရဲဘော်ရဲဘက်စသည့်နာမည်မျိုးစုံနဲ့ဘုတ်အုပ်ထုတ်ပေးပြီးတင်းထောင်ကြဘူးဖို့သာလိုပါသည်ဘုတ်အုပ်ဖြစ်ဖို့ကျဉ်ုပ်တာဝင်းစသည်စသည်ဖြင့်ဆိုင်းပုတ်များရွာအနှံ့ပေါ်လာသောအခါ ရွာသားများလည်းအလုံးမလုံးကြတော့သူ့ကိုလာခေါ်နူကို့ကိုလာခေါ်နူနဲ့ရောင်ပေပေဖြစ်လာကြသည် သူတို့ခမဆန္နာဖော်ထုတ်သည့်ဘက်ကလိုက်ရမလားဆန္နာဖော်ထုတ်သူများနှိမ်နှင်းသည့်ဘက်ကပါရနိုင်လာနဲ့ရင်တဖူဖူနဲ့စူယုံနေကြလေတော့သည်ဤဒီကိုဒီတော့เสียရတော့မှမတတ်သာသည့်အစုံဆိုင်းဘုတ်တစ်ခုမဖြစ်မနေတင်ရပြန်တော့သည်ဇေယတော်ရဲ့ဆိုင်းဘုတ်ကဤနေ ဆရာတော်ကျိန်လုံးအကြောင်းသုံးပါမရွေဘူးကွာအခုတင်ထားတဲ့ဆိုင်းဖုတ်တွေဖြုတ်မချရင်အိန္ဒယာရောက်အခမဲ့ဇယိတ်ငိမ့်လာရောက်ပြီးကြောပြင်ပြောတင်ပေးမိ1 2 3ပင်မရည်လိုက်ရရွာရှိဆိုင်းဖုတ်များအရှူရှူပြန်ပြောက်သွားကြလေတော့သည်ခက်လောက်နီကြီးရွာတွင်ဖြစ်သည်ခက်လောက်နီကြီးရွာတွင်ဖြစ်သည်ခက်လောက်နီရွာသာ မောင်ကျော်ကြမှာအလွန်အကျွားထူထူဖြစ်သည် သူတွင်စပိန်ရှိရင်ဆိုင်ကယ်ဖြစ်အောင်ပြောသည် သူတွင်ထော်လာကြီးရှိရင်ပါဂျဲရိုဖြစ်အောင်ပြောနိုင်သူဖြစ်သည် ရုပ်စွာသောသူမိမကွာတူမှကိုပင်နတ်သမီးတမျလှတက်လောက်ပြောနိုင်စွမ်းရှိသည် လူဒီမျိုးကြီးတို့အရောက်ပေါက်လဲများသူမှုဘယ်နေရာတွင်ဘာရပြီးဘယ်နေရာတွင်ဘာပစ္စည်းတွေပိုးချောင်ကောင်းရနိုင်သည်ကိုသိသည်ယခုလဲမျိုးတို့ရောက်တုံးရောက်ခိုင်ကျွန်ုပ်ကိုခေါ်ပြီးတော့သူတို့အိမ်တွင်အသုံးလို့တော့ DVD စက်နဲ့စောင်းပေါက်လိုချင်ကြောင်းပြော၍အဖို့အဖြစ်လိုက်ပါပေးခဲ့ရခြင်းဖြစ်သည်သူနဲ့ကျွန်တော်ဗလာဇာအနှံ့လိုက်လံကြည့်ရှုပြီးသောအခါဈေးတင်၍ပစ္စည်းစုံမြည်ထင်သောစိုင်းတဆိုင်ကိုရွေးဝင်လိုက်သည်ဒါကတော့ဂျပန်ဆက်ပေါ့အတန်ထွက်ကောင်းနေအကြံလေခံနေစပီကာကအစတုန်ခါမှုမရှိတော့အတန်ထွက်ကြည့်တယ်လူကြိုက်များတယ်သေးတွေတော့ DVD စက်နဲ့စောင်းပေါက်ကိုဈေးတယ်ကထုတ်ပြသည်ဘုံဆိုင်ကလေးကမဆူလာပါ ်သေးငယ်တော့လေကြည်ကြည်လေးလေးနဲ့မှမာရီကိုမြင်နေရသည်ဇေနုံကရောကျွန်တော်အမေကိုဇေးတဲ့ကသုံးတောင်းခွဲပါခမရတနေ့အာမခံပါလေတနေ့အတွင်းတဘာဝအတိုင်းပြည့်စည်ခဲ့ရင်ဒီကနေအစ်တတလုံးပြန်လဲပေးပါလေဂရန်ဒီကလည်းပါ၍ကျွန်တော်လွန်စာသဘောကျတော်သည်ရရှိသုံးရင်အသုံးခံမည်ဆက်ကိုဒါကူမောင်းကြအကြကတိတ်မကြိုက်နောက်တလုံးပြခိုင်းသည် ဒါကကိုရီးယားဆက်ပါ သူလဲလူသုံးများပြီး အကြံခံပါတယ်ဆက်ကကိုရီးယားနာမည်ကြီးဒစိတ်တစ်ခုပါဂျပန်ဆက်ထဲအနေငယ်ပူကြည့်ပြီးအယောင်အသွေးပူဆုံနေသည်ကိုတွေ့ရသည်တို့တော့ကြည့်ရတာကဂျပန်ဆက်လောက်အာမရှိအနေငယ်ပူကြည့်ပြီးဖွယ်နေတဲ့အောင်ထင်ရသည်ဇီနုံကရော3000ပါဗျာ6လအာမခံပါတယ်6လအတွင်းပြည့်စည်မှုဖြစ်ခဲ့ရင်အစ်စ်ပြန်လဲပေးပါတယ် သူစည်းနဲ့သူပစ္စည်းမစိုးဘူးဟုတွင်တတ်မှတ်ရပေမည်။ဥပမာတနှစ်300ရစီယုံဒီဆက်အတွေ့တနှစ်10ပေမကြာသုံးမယ်ဆိုသုံးပြတော့အစင်နောက်မောင်ကျော်ကြားကမကြိုက်သေးဆက်တွေရှိရင်ထပ်ပြပါဟုဆိုတကအတက်သည်နောက်ဆုံးဈေးတေက ပုံကြီးတစ်ပုံမှလာသည် ပုံကြီးကိုဖြွင့်ချလိုက်တော့အခါအယောင်အသွေးပြူးပြူးပြက်ပြက်နဲ့ထင်းသည်ထက်ကြီးမားနေသောဆက်တလုံးထွက်လာသည် ဒါကတော့တရုပ်ဆက်ပါအာမခံကတ်တော့မပါဘူးဒါပေမဲ့အိမ်မှာထားမယ်ဆိုရင်တော့ခန့်ခန့်ထဲထဲနဲ့ကြည်လူပနာရပါတယ်တချို့လဲတုံးကြပါတယ်ဒုဆက်ကြီးမြင်ရမှအကြွားထူမောင်ကြောကြအာရသွားသည်ကဲဒါကြီးဖွင့်ပြပါအောင်ဟုဆို၍ဖွင့်ပြခိုင်းသည် ဖွင့်လိုက်တော့အခါရောင်စုံမီပြူပြူပြက်ပြက်နဲ့အလူအိမ်ထဲရောက်သွားတယ်လို့ပေါ်လာသည် ်ကြီးမားသောစောင်းပေါက်ကြီးမှတအုံနှင့်တုံခါလောက်အောင်ထုနေတော့သည်ရွာသားမောင်ကျော်ကြားကအားရပြီးဈေးနှုန်းဘယ်လောက်လဲ2000နဲ့ပါဈေးတင်ပါလေဘာပဲဖြစ်ဖြစ်ရွာမှာပြန်ကြွားရပြီးရောဆိုတော့မောင်ကျော်ကြားကထိုဆက်ကိုဝယ်ယူ၍ငွေချေသည်ထိုတော့မှဆက်ကိုအသေးချကြည့်၍တတိထားမိသည်ဟဲ့ကမင်းတရုပ်ဆက်ကဘာတစိမ့်မှလည်းမပါပါလားအရှင်ကြီးနော်ကျွန်တော်အမေကိုဈေးတဲ့က ဟုတ်ပါတယ်ဗျာတရုတ်ဆက်တွေကဒီအတိုင်းလာတာပါဒါကြောင့်လဲဘယ်သူကမှအာမမခံတာပါအေးဒါပေမဲ့ကျွန်တော်တို့ဆိုင်မှာ ကုန်ပစ္စည်းမဟုတ်ပဲတစိုက်ကြီးပဲတည်တံ့ရှိပါတယ်ဗျာဒီဆက်ရဲ့အာသာချက်ကပိုင်အိုနီယာတစိုက်ကတ်လိုက်ရင်ဒီဆက်ကပိုင်အိုနီယာဖြစ်သွားပြီး Samsung တစိုက်ကတ်လိုက်ရင် Samsung ဖြစ်သွားပါတော့တယ်ဈေးတရရဲ့ရှင်းပြစကားကိုမောင်ကျော်ကြားကဝမ်းသာသွားတယ်ဟန်ကြလိုက်လေဗျာ ကျုပ်တို့ခလောက်နီရွာသားတွေကဒီတရုပ်ဆက်နဲ့တထက်သေးပဲဗျာတထီရတယ်ပဲသူစကားကြောင့်မျက်မှောင်ကျုပ်သွားသည်ဘာလို့လဲကွာကျွန်တော်မေးကိုမောင်းကြောကြကဇရာပဲစဉ်းစားလေသူတို့စိတ်ထဲမှာဟောဒီစောင်းပေါက်ကြီးလို့တန်ယောင်လိုက်ဖို့လောက်ပဲတည်တယ်အဲ့ဒီတော့သူတို့ခန္ဓာကိုယ်မှာဘာတစိ့မှမရှိဘူးဒါကြောင့်စိုးနီတစိ့ကလိုက်သူတို့စိုးနီဖြစ်သွားရောအဲဟဲ့ ဆိုနီအချင်းနေမကောင်းလို့အဘဲတစိ့ပြောင်းခဲ့လိုက်သူတို့အဘဲဘက်ကဝီလာဝါလာလုပ်ဖို့အစဉ်တင်ပဲဒါကြောင့်ကျုပ်တို့ခလောက်နီရွာသားများကိုတရုတ်ဆက်နဲ့တူတယ်လို့ပြောတာသူပြောပြတော့လေနားတယ်ရှင်းတယ်လို့မရှင်းတယ်လို့စိတ်ထဲမှာသိနေတာတော့ဘာတစိ့ဘာကြီးမှန်းချက်မှမရှိတဲ့လူတွေဇူနီတစိ့ကရင်ဇူနီဖြစ်နေတဲ့လူတွေဇူနီအချင်းနေမကောင်းလို့အဘဲခင်မှာအဘဲတစိ့ကရင် အပဲဖြစ်ရတဲ့လူပန်းသည်တွေနောက်တနေ့တွင်ရွာပြန်သွားသောမောင်ကျော်ကြားကဖုံးဆက်လာသည်ဆရာတရုပ်ဆက်ဆိုတဲ့အတိုင်းတရက်ထင်းနေစုပ်သွားပြီအော်လူပလာကြီးပဲလေဒစိတ်တစ်ခုကတိုင်းအဲ့ဒီဒစိတ်တကယ်ဖြစ်သွားမယ်ထင်လို့ဒေါင်းရောင်ဆောင်သော ကြီးပုံမြင်အောင်တတိယရဲ့ခလောက်နီကြီးရွာမှဖြစ်သည်